မကောင်းဆိုးအားတွေကငရဲပြီမာနေပြီလူသားမဆန်တဲ့အရာတွေပါသူတို့ကရောက်လာတာနဲ့လူသားတွေကိုအန္တရာယ်ကြောင်လှုပ်တဲ့ကြပြီပဲအဲဒိုဆိုတဲ့ကောင်လေးကတော့အဲ့ဒါကိုမှအန်ဩစရာကောင်းတယ်လို့ထင်သားပါတယ်အခုလတော်စဲတော့မော်ချောင်းတော်တခုမှပညာသင်နေတဲ့အထိုတယောက်စောင်းမွေးပွဲမှာအမတ်တွေကောင်းပြီမဲ့စင်းကောင်ချင်းဆိုတဲ့မော်တက်မှာတော့တုံညပဲရလာကြအောင်ဆရာကနောက်တန်းကိုတက်ခွင့်မပေးပါဘူးအန်ထိုလည်းစိတ်ညစ်ညစ်နဲ့ပြန်လာပြီးလမ်းမှာလီလီယာဆိုတဲ့ကောင်မလေးနဲ့တွေ့ပါတယ်အန်ထိုကဒုတိယနေ့အတန်းကိုတက်လို့မရဘူးဆိုတာကိုကြတော့ကောင်မလေးလည်းဝမ်းနဲ့နေပါတယ်အဲเจ้าမှရှိတဲ့သူတိုင်းကစင်းကောင်ချင်းအစွမ်းကိုတုံးနိုင်ကြပြီအန်ထိုကတော့မတုံးနိုင်တာ ကြောင့်အဲ့ဒါကိုအခြေတရက်ပေးလိုက်ပါတယ်။အဲအကြောင်းလေးကိုကောင်မလေးကိုပြောပြလိုက်တော့ကောင်မလေးလည်းတရက်တာစူးစမ်းဝင်ရှိသေးတာကြောင့်အားမငယ်ကိုပြောလိုက်ပါတယ်။ဒီလိုနဲ့အဲ့ဒါလည်းစင်းကိုချင်းကိုလို့ပေါ့စာကြည့်လိုက်မှအဲအကြောင်းရတဲ့ပတ်သက်တဲ့စာအုပ်ကိုလိုက်ရှာဝင်နေတော့မှသူ့အဖေကိုစာအုပ်တအုပ်ပြောကြတာပါတယ်။အဲ့ဒါလည်းစာအုပ်ကိုကြည့်လိုက်တော့စင်းကိုချင်းစာအုပ်မှသိလိုက်ပြီးအင်ကိုယူသွားပါတော့တယ်။အင်ကိုယူသွားပြီးသိချာလေးဖတ်ကြည့်လိုက်တော့ဘလို့စင်းကိုရမလဲဆိုတာတွေကိုပြထားတာတွေ့လိုက်ရပြီ။စင်းကိုကိုစဝိုင်းဆွဲလိုက်ပါပြီ။အဲနောက်မှာတော့ဂါရာတစ်ခုကိုယူလိုက်တဲ့အခါမှာတော့စဝိုင်းတစ်ခုလုံးကရောင်လေတက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါလည်းသူ့သွေးကိုစဝိုင်းပေါ်ချလာပြီးသူ့မှန်တာကိုလိုလာတဲ့သူကို င်းကုန်တယ်လို့ပြောလာတော့စဝိုင်းတစ်ခုလုံးကနေမိခိုးတွေထွက်လာပါတဲ့အဲမိခိုးတွေအเจ้าမှာတော့မကောင်းစွားကောင်းမလေးတယောက်ရှိလို့နေပါတဲ့အဲထိုလည်းကိုတုံးလုံးဖြစ်နေတဲ့သူမကိုတွေ့လိုက်ရတော့လက်မီချော်လဲသွားပါတဲ့မကောင်းစွားမလေးကတော့သူမနာမည်က Valman ဖြစ်ပြီးသူမကိုစောက်ထဲမှာထည့်ပိတ်ထားတာနှစ်ပေါင်းတော်လေးကြာပြီလို့ပြောလာပါတဲ့အဲတို့ကိုတွေ့တာနဲ့မန္နာလိုအပ်နေတယ်လို့ပြောပြီးအနမ်းမင်းရင်မန္နာတွေကိုဆုပ်ယူနေပါတဲ့အခုသူမကိုစင်းကုန်နေတယ်သူရှိပြီးမို့ကြိုက်တော့ကိုခိုင်းလို့ရတယ်လို့ပြောလိုက်ပါတဲ့အဲထိုလည်း Valman နဲ့ရင်းနှီးသူဖြစ်ချင်တယ်လို့ပြောလာတော့အစွမ်းနဲ့ထွက်လာပြီးအဲထိုနဲ့ Valman နဲ့စာချုပ်ချုပ်ဆိုမှုအောင်မြင်သွားပါတဲ့အခုလောလောဆယ်တော့ဝေးဝေးပ ဖို့ပြောနေရပြီဗာမန်နဲ့အက်ဒိုအမားရဲ့ဝိတ္တကိုယူဝေးလိုက်ပါတယ်အဝိတ်ဝိပြီးတဲ့နောက်မှာတော့ဗာမန်ကိုသူပြင်းနေတဲ့အရာတွေအားလုံးကိုရှင်းပြလိုက်ပြီဗာမန်လည်းအက်ဒိုကစင်းကုန်ခြင်းဘာလို့လုံးလုံးမရလဲဆိုတာကိုရှင်းပြလာပါတယ်အကြောင်းကတော့အက်ဒိုရဲ့မန္တာကအရန်ကိုအားကောင်းလို့နာကြောင်းတာမန်ယင်းနီးသူတွေဆိုရင်အစိမ့်အစ်မီသေသွားနိုင်ပါတယ်ဒါပေမဲ့သူမကတော့အဲ့လိုမျိုးခက်ကြမ်းကြမ်းတန်းတဲ့အရာတွေကိုမှကြိုက်နေတတ်တာလို့ပြောလာပြီးမန္တာတွေကိုထားဆုပ်ဖို့ပြင်လာပါတယ်အက်ဒိုလည်းဗာမန်ကမကောင်းဆိုးဝါမလားလို့မေးလိုက်တော့ဗာမန်လည်းသူမကမကောင်းဆိုးဝါတဲ့ကောင်မှတကယ်မကောင်းဆိုးဝါလို့ပြန်ပြောလိုက်ပါတယ်မကောင်းဆိုးဝါတွေကိုစင်းကုန်လို့မရဘူးမလားလို့မေးလိုက်တော့ဗာမန်လည်းအက်ဒိုကသူမကိုစ ာအုပ်ထဲကနေလွတ်မြောက်လုခဲ့တာကြောင့်စင်းကော်တို့ရသွားတာလို့ရှင်းပြလိုက်ပါတယ်တကယ်ဆိုချိတ်ဖိတ်ထားရကနေလွတ်မြောက်လာတာနဲ့အန်ထိုကိုတက်လိုက်လို့ရပေမဲ့စာအုပ်ထဲမှာပိတ်ထားတာရန်ကိုကြာသွားတာကြောင့်မန္တာဆုံးယူဖို့အန်ထိုနဲ့စာချုပ်ချုပ်ခဲ့တာလို့ပြောလာပါတယ်ဒီလိုနဲ့နောက်နေ့ရောက်တဲ့အခါမှာတော့စာသင်ခန်းထဲမှာရှိတဲ့ဆရာကိုသူစင်းကော်နိုင်သွားပြီဆိုတဲ့အကြောင်းကိုဆရာကိုပြောလိုက်တော့ဆရာလည်းအန်ထိုစင်းကော်ထားတာကလူသားမင်းကြီးတယောက်ဆိုတာကိုတွေးလိုက်ရတာကြောင့်မရဘူးလို့ပြောလာပါတယ်ဒါပေမဲ့ဗာမန်ကစာချုပ်ချုပ်ထားတယ်ဆိုတဲ့အသက်ကိုပြလိုက်တော့မှဆရာလည်းယုံသွားပါတယ်ဗာမန်ရဲ့ဂျူတွေနဲ့အမီတွေကိုမော်ကြောင်တော့ကိုမလာခင်မှာဖျောက်ခဲ့တာဖြစ်ပြီးတာမန်မော်ဆရာအနေနဲ့ကသူမရဲ့ဂျူတွေကိုမြင်ရမှာမဟုတ် ိုလို့ပြောလိုက်ပါတယ်အခုတော့အကြောင်းထဲမှာစာသင်နေပြီမယ်လီလီယာကတော့အက်ဒိုတို့နှစ်ယောက်ထိုင်နေတဲ့ပုံစံကိုကြည့်ပြီးစိတ်တွေတိုးနေပါတယ်သူမကအက်ဒိုအတွက်တညလုံးစိတ်ဝတ်ပေးခဲ့ရပါပဲအက်ဒိုကတော့ဗာမန်နဲ့တာယာနေတာပဲလို့စိတ်ထဲမှာတွေးနေပါတယ်ဆရာလည်းအက်ဒိုတို့ကိုအခန်းထဲမှာအလို့မနေဖို့ပြောပြီးမယ်ဗာမန်ကတော့သမားတွေရဲ့စွန့်ခေါက်ကောင်းနေတယ်သူတို့ရဲ့ကိုမမနေတာဖြစ်ပြီးသူမလည်းအက်ဒိုရဲ့ကိုမမထိုင်တာကစီကံဖောက်ပြရမှာကြဘူးမလားလို့ပြန်ပြောလိုက်ပါတယ်ဆရာလည်းထပ်ပြောလို့မရတော့တာကြောင့်ဒီတိုင်းသာထားလိုက်ရပြီစာသင်ပြီးသွားတဲ့အခါမှာတော့လီလီယာတယောက်အက်ဒိုကိုဗာမန်နဲ့ဆက်မပတ်သက်ဖို့ပြောလာပါတယ်လီလီယာလည်းအက်ဒိုသူမခိုင်းတာကိုလုပ်ဖို့အတွက်စီချင်းထိုးပြီးဆုံးဖြတ်ရ ရရအောင်လို့ပြောလာပြီးသူတို့နေအောင်စီးကျင်းထိုးကြပါပြီလီလီယာလည်းသူရဲ့စိတ်ကောင်းကောင်းဖြစ်တဲ့လီဝင်းကြီးကိုခေါ်လိုက်ပြီးအထူကိုတချက်တည်းနဲ့အောက်ပြိုးကြအောင်လုပ်လိုက်ပြီးပဲဗာမန်ဝင်တားလာပြီးလီလီယာကိုတိုက်ခိုက်လိုက်ရကြအောင်လီလီယာရှုံးသွားပါတယ်ဒါကြောင့်ပြဲပွဲစင်းပြင်းအရာရှုံးသွားတဲ့သူကနိုင်သွားတဲ့သူရဲ့စကားကိုနားထောင်ရမယ်လို့ပြောလာပြီးဗာမန်နဲ့တက်အောင်နေဖို့ပြောလိုက်ပါတယ်လီလီယာလည်းသဘောတူလိုက်ပြီးဗာမန်နဲ့လက်ချင်းနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့အိမ်မြန်ရောက်တဲ့အခါမှာတော့သူမကိုစုလေးပါလိမ့်မပေးချင်ဘူးလားလို့ပြောလာပြီးအထူကိုနန်းပြင်းမန္တာတွေကိုဆုပ်ယူလိုက်ပါတော့တယ်အထူကနှက်ခမ်းချင်းနန်းပြင်းမန္တာဆုပ်ယူတာကိုရှုပ်တယ်လို့ထင်တခြားနေရာကနေလည်းဆုပ်ယူလို့ရတယ်လို့ပြောလိုက်ပါတော့တယ် တော်ဝင်မောင်ကျောင်းထဲမှာလမ်းကြောင်းနေကြတဲ့အဲထိုတို့ကတော့စကားပြောနေတော့သူတို့ရှေ့ကိုအစင်းမြက်နဂါးတောင်ပြေးလာနေတာကိုတွေ့လိုက်ရပါတယ်။ဗန်ဗန်လည်းနဂါးကိုတက်ချက်တဲ့အဝေးကိုရောက်လှုပ်လိုက်နိုင်ပြီးမိနာကကျောင်းသားတွေကတော့သူတို့ကိုကြည့်ပြီးအံ့ဩနေကြပါတယ်။အဲနောက်မှာတော့ဟော့ကန်ထဲမှာဟော့ပြောဝဲလုံနေပြီးအဲထိုလည်းလူသိထင်ရှားအောင်မလုပ်ဘဲဖာမဲကိုပြပြနေပါတယ်။ဒါပေမဲ့မိနာကကျောင်းသားတွေကတော့ဗန်ဗန်ရင်သားကိုသာငေးကြည့်နေကြပါတယ်။ဟော့ပြောဝဲပြီးသွားတဲ့နောက်မှာတော့စင်းဟော်သူတွေနဲ့ဘလို့ရင်းနှီးအောင်နေထိုင်တတ်ဖို့နဲ့အစွမ်းကိုဘလို့အသုံးချရမလဲဆိုတာကိုဆရာတွေကသင်ပေးပါတယ်။အဲနောက်မှာတော့သူတို့တွေအိမ်ကိုပြန်လာကြတဲ့လမ်းမှာထထန်းကျောင်းသားတယောက်ကသူ့ညီရဲ့နဂါးကိုအစောပိုင်းတော့ င်းကလွှင့်ထွက်သွားအောင်လှုပ်လိုက်တာကြောင့်ဝချင်းတဲ့လို့လာပြီးတိုက်ခိုက်ဖို့စိန်ခေါ်လာပါတယ်။လီလီယာလည်းအထက်တန်းကျောင်းသားကသူတို့လိုအလဲတန်းကျောင်းသားကိုလာပြီးတိုက်ခိုက်တာကစီကန်းနဲ့မညီဘူးလို့ပြောပေမဲ့တစ်ဖက်ကသူကတော့တိုက်ခိုက်ဖို့ဟန်ပြင်လာပါတယ်။ဒါပေမဲ့သူတို့ရဲ့အနောက်မှာအက်ထိုတယောက်အစွမ်းသုံးလိုက်တာကြောင့်နှစ်ယောက်စလုံးပိတ်မိနေကြပါပြီ။ဗာမဲလည်းအက်ထိုသုံးလိုက်တဲ့အစွမ်းကအတော်လေးကိုအဆင်းမြင့်တာပဲလို့ပြောနေတော့အထက်ကအထက်တန်းကျောင်းသားကတော့သူ့ရဲ့အကောင်ကိုစင်ခေါ်လိုက်ပါပြီ။အဲဒီချိန်မှာပဲဒိုင်နိုဆောတို့အကောင်ကြီးထွက်လာပြီးအက်ထိုတို့ကိုတိုက်ခိုက်ဖို့အမိပေးလိုက်ပါတယ်။အက်ထိုလည်းဘာလို့မှမသိဖြစ်နေကြချိန်မှာဗာမဲကအစွမ်းနဲ့အဆင်းမြင့်သွားအောင်အက်ထိုကိုကူညီပေးလိုက်တာကြောင့်တစ်ဖက်ကထက်တန်းကျောင်းသားကိုအနိုင်ရသွားပါတယ်။လီလီ ရာလဲသူတို့နိုင်သွားတာကြောင့်ပြောနေပြီအထက်တန်းကျောင်းသားလဲသူ့အရှုံးကိုသူဝန်ခံတဲ့အပြင်သူမားပါတယ်ဆိုပြီးပါတောင်းပန်လာပါတယ်အဲနောက်မှာတော့သူတို့ရဲ့အင်ကိုပြန်ရောက်လာကြပြီတရက်တရက်ကြောင်းတရရတာကလည်းမလွယ်လိုက်တာလို့အန်ထိုကိုပြောနေပါတယ်အန်ထိုရဲ့ရည်မှန်းချက်ကဘာလဲလို့မေးကြည့်တော့အန်ထိုလည်းသူကအယံဆွဲနဲ့မော်စရာတယောက်ဖြစ်ချင်တယ်လို့ပြောလာခဲ့ပါတယ်သူတို့နိုင်ငံမှာကမော်စရာတွေကိုအစင်းသက်မှတ်ချက်တွေအမျိုးမျိုးခွဲထားပြီးအဲထက်ကမှအမြင့်ဆုံးအဆင့်ဖြစ်တဲ့ပလက်တီနာစကွဲဆိုတဲ့အဖွဲ့ကိုဝင်ကျင်တာပါအဲဒါကိုကြားလိုက်ရတဲ့ဖက်ပဲလေဒါမှသူသခင်ဆိုပြီးဖလာပါတော့တယ်သူသခင်ဖြစ်ချင်တာကိုသူကူညီပေးမယ်လို့ပြောလာပြီးအဝတ်စားတွေချုပ်ပြီးမန္နာယူဖို့ပြင်လာပါတော့တယ်နောက်တနေ့သူတို့တွေအကြောင်းကို သွားတဲ့အချိန်မှာတော့လီလီယာနဲ့တွေ့လိုက်ရပြီအဲဒါကတော့အေးအေးမွားတဲ့ပုံစံဖြစ်နေပါတယ်အဲအချိန်မှာသူရတငယ်ချင်းဖြစ်တဲ့မက်ရောက်လာပြီမနေတော့ကအထက်ထမ်းကျောင်းသားကိုအနိုင်ယူလိုက်နိုင်တာအန်ဩစရာကောင်းလိုက်တာလို့အဲဒါကိုပြောနေပါတယ်သူတို့တွေစကားပြောနေတော့အုတ်ကြီးကသူတို့၃ယောက်ကိုခေါ်လာခိုင်းတာလို့ပြောလိုက်တော့သူတို့၃ယောက်အုတ်ကြီးရုံးကန်းကိုရောက်သွားကြပါတယ်အလဲတန်းကျောင်းတစ်ခုလုံးမှာသူတို့ကအတော်ဆုံးမလို့သူတို့ထဲကတစ်ယောက်ကဒီကျောင်းရဲ့ကိုစားပြုအနေနဲ့တခြားကျောင်းနဲ့သွားပြီးရှင်းပြရမယ်လို့ပြောလိုက်ပါတယ်၃ယောက်ထဲကတစ်ယောက်ပဲရွေးမဖြစ်တာကြောင့်သူတို့၃ယောက်ကိုမစ်ရှင်တစ်ခုပေးလိုက်ပါတယ်အဲမစ်ရှင်ကတော့နတ်ကြပန်းကိုတော်တန်းမှသွားရှာရပါဖြစ်ပြီးအရင်ရတဲ့သူကအကြောင်းကုန်စလန်အနေနဲ့သွားရှင်ပြန်ရပါပါ ဒီလိုနဲ့သူတို့တွေတောအုပ်ထဲရောက်လာကြပြီမက်စလန်သူတို့နဲ့အတူပါလာခဲ့ပါတယ်မက်စလန်နဲ့ဂျာပန်ကိုသူ့ဘာသာရှာမယ်လို့ပြောပြီးသူရဲ့စင်ကောက်ကောင်းတဲ့အတူတောထဲကိုထွက်သွားပါတော့တယ်အန်ထိုတို့ရောက်လာချိန်မှာတော့မက်ဒီယောအပင်စားကောင်ကြီးစားတော့ကိုခံနေရပြီအစေကန်ကောင်မာလီကသူ့သခင်ကိုအဲကနေထုတ်ပေးဖို့ကြံခဲ့မယ်လို့ပြောလိုက်ပါတယ်လီလီယာတို့လည်းနောက်ဆုံးတော့နှက်ဂျာပန်ကိုတွေ့လိုက်ရပြီသွားခူးချိန်ပြင်မဲ့အရှိမကောင်းတော်လုံးနဲ့ခွေးကောင်ကြီးရှိနေတာကြောင့်ဘလို့သွားရမလဲလို့စဉ်းစားနေရပါပြီလီလီယာလည်းအကြံရသွားပြီသူ့အိတ်ထဲကနေကိုပြောက်စင်းပလင်းကိုထုတ်လိုက်ပြီတပ်ဖို့ပြင်လိုက်ပြင်မဲ့အန်ထိုကတားလိုက်ပါတယ်အစေကအနံပြင်းတာကြောင့်ခွေးလေးအနံခံပြီးသွားလိမ့်မယ်လို့ပြောပြင်မဲ့လီလီယာကတော့အဲအတွက်အေးဆေးပါ ါပဲခွေးလေးကနာစည်းနေတာကြောင့်သူ့ကိုအနားခံလို့ရမှာမဟုတ်ဘူးလို့ပြောပြီးကိုပြောင်စည်းကိုတောက်လိုက်ပါပြီလီလီယာကန္နာကိုကတဖြည်းဖြည်းချင်းစီပျောက်သွားပေမဲ့အဝတ်စားတွေကတော့မပျောက်ပါဘူးဒါကြောင့်အဝတ်စားတွေကိုပါချုပ်လိုက်ပြီးခွေးသုံးကောင်ရှိကိုသွားပါတော့တယ်ဒါပေမဲ့အဲ့ချိန်မှာပဲခွေးသုံးကောင်ထဲကတကောင်ကနာမစည်းတာကြောင့်လီလီယာကိုအနားရသွားပြီးတိုက်ဖို့ပြင်လာပါတယ်အဲ့ဒါလေလီလီယာကိုကောက်ွယ်ဖို့အတွက်သူ့ရဲ့အစွမ်းကိုအသုံးပြုပြီးခွေးလေးကိုမြှားခေါ်လိုက်ပါတယ်အဲ့တော့မှလီလီယာလည်းနှကြပန်းစီကိုရောက်လာပြီးခိုးလိုက်နိုင်ပါတယ်ခွေးသုံးကောင်နဲ့ကြားနေရတဲ့အဲ့ဒါကအချင်းနေမဟန်တော့တာကြောင့်ဖာမန်ကဝင်ပြီးချပစ်လိုက်တော့အကုန်မကုန်ပါတော့တယ်လီလီယာလည်းနှကြပန်းကိုသူ့မရခဲ့ပေမဲ့အဲ့ဒါက ူညီပေးခဲ့တာကြောင့်အဲဒိုကိုပေးနေပြီးအဲအချိန်မှာပဲသူမရဲ့ကိုပြောင်စွမ်းရဲ့အဆွမ်းကပြတ်သွားပါတော့တဲ့လီလီယာလည်းရှက်ချက်နဲ့ကာလိုက်ပြီးအဲအချိန်မှာလေကလည်းတိုက်လိုက်တာကြောင့်နတ်ဂျာပန်နဲ့လေနဲ့အတူအစိမ်းကန်ကောင်မလေးရှိကိုကြောက်သွားပါတော့တဲ့ဒီလိုနဲ့နတ်ဂျာပန်ကိုရာသွားတဲ့အစိမ်းကန်ကောင်မလေးကကြောင်းကိုစလန်အနေနဲ့သွားပြန်ရပြီးလီလီယာကတော့အဲဒိုကိုကြောက်အောင်လုပ်မှာမို့စောင့်ကြည့်ထားလို့သာပြောလိုက်ပါတယ်တခါမှမစားဘူးတဲ့အစားအစာကိုစားရတာကြောင့်အရင်ရတာရှိနေပြီးဘာအစားအစာလဲလို့အဲဒိုကိုမေးလိုက်ပါတယ်အဲဒိုလည်းအဲအစားအစာကခရီးဖြစ်ကြောင်းပြောလိုက်ပြီးဘာမဲ့လဲသူ့ကိုနောက်တစ်ခုထောက်ဝက်ကြွေးဖို့ပြောလိုက်ပါတယ်အဲဒိုကတော့မများများစားရင်ဝါလိမ့်မယ်လို့ဘာမဲ့ကိုပြောနေပြီးအဲအချိန်မှာပဲခေါင်းငိမ့်မ မှာနဂါးတွေပြန်သွားတာကိုတွေ့လိုက်ရပါတယ်သူတို့တွေကနဂါးစီးနှင်းသူတွေဖြစ်ပြီးကျောင်းကောင်းစီဝင်တွေလည်းဖြစ်ကြပါတယ်အဲဒိုလည်းသူတို့ကဟိုရကာသူတို့ကိုလာတိုက်တဲ့ရက်ဆန်ပိုင်းနဲ့အဖွဲတူတူပဲလို့ပြောလိုက်ပါတယ်ရာမန်ကတော့အဲဒိုကိုမုတ်ခွန်ကျွေးလာပြီးသူတို့နှစ်ယောက်သာပျော်ပျော်ရွှင်နဲ့ကျောင်းသွားကြပါတယ်တကယ်ချင်းနေအားလုံးဆုံးချိန်မှာတော့နဂါးစီးသူအဖွဲအကြောင်းကိုတိုင်ပင်နေကြပါတယ်သူတို့အဖွဲတွေကဂိုးစုခွဲကဖြစ်ပြီးတော်ဝင်နန်းတော်ကတော့သူတို့ကိုခေါ်ဖို့စောင့်ကြည့်နေကြပါတယ်ကောင်စီဥက္ကဋ္ဌဆိုရင်ပလက်တီနမ်စခွဲထဲဝင်ရဖို့အရန်ကိုနှိစက်နေပါပြီအားအားတွေကိုသိနေတဲ့အဲဒိုကတော့သူတို့ကအန်အောစရာကောင်းတဲ့ဆိုရတဲ့ပို့တယ်လို့ရာမန်ကိုပြောလိုက်ပါတယ်အဲဒိုလည်းသူနဲ့ကျောင်းကောင်းစီဝင်ဖြစ်ချင်လိုက်တာလို့ပြောလာ တော့ဗာမဲတရားရင်သားတွေနဲ့ထိလာပြီးသူမကူညီပေးမှာပေါ့လို့ပြောလိုက်ပါတယ်အနာကိုတွေ့လိုက်ရတဲ့လီလီယာကတော့လူမြင်ကွင်းမှာအလိုတွေလုံနေတဲ့ဗာမဲနဲ့စကားများကြပါတော့တယ်အဲနောက်မှာတော့အန်တိုနီယိုဗေမဲရေချိုးနေတဲ့အခန်းကိုရောက်လာတာကြောင့်ကြော်လိုက်ပါပြီအစာအုပ်တစ်ခုထဲမှာတော့ရက်တရားခရီးရဲ့အခန်းကိုခံနေရပါတယ်အကြောင်းကတော့ငကားစင်းနှင်းသူအဖွဲ့တွေကဖြစ်ပြီးဒူရီယာနဲ့ចောင်းသားလေးကိုရှုံသွားတာကြောင့်ပါပဲသူရဲ့ညီလေးအန်တိုကလူသားမင်းကလေးကိုဆင်းခေါ်ပြီးသူရဲ့အကိုကိုတိုက်လိုက်တာလို့ပြောလိုက်တော့ခရစ်လည်းအန်တိုကိုစိတ်ဝင်စားသွားပါတယ်ရက်ကိုအတကုံကန်ခဲ့တာကြောင့်သူရဲ့ဖက်နှက်မှာသွေးပြေးသွားပါတယ်အဲဒါကြောင့်ရက်ကိုရက်ကားရင်းပေမဲ့ရက်ကတော့မရက်ပဲအဖွဲ့တွေကနေထွက်လိုက်ပါတယ်နောက်နေ့မှ ာတော့ရက်တရာဆေးရုံတင်နေရတယ်ဆိုတော့ကိုတင်ရတာကြောင့်အဲထိုတို့လည်းတင်လာမေးကြပါရဲရက်ကတော့သူဒီလိုမျိုးတန်ရရတာကမင်းတို့နဲ့မဆိုင်ဘူးလို့ပြောပြပေမဲ့အဲထိုကတော့ခရင်နဲ့သူရင်ဆိုင်မယ်လို့ပြောပြီးထွက်သွားပါရဲခရင်နဲ့တိုက်ဖို့အတွက်ပြန်ပွဲကင်းကိုသွားပြီးဖာမယ်လည်းပါလာပါရဲပြန်ပွဲကင်းကိုရောက်တော့ခရစ်ရှိနေပြီအဲထိုကအခုနေ့အချိန်မီသေးတာမလို့ပြန်လဲလို့ရတယ်လို့ပြောလိုက်ပါရဲခရစ်လည်းသူ့ရဲ့နဂါးကြီးကိုဆင့်ကိုလိုက်ပြီးအဲထိုကမီးလုံးနေနဲ့ပြစ်လာပါရဲဖာမယ်လည်းအဲထိုကဝင်းကားဝဲပေးလာပြီးတန်ရအနေနဲ့ရသွားပါရဲမန္နာရီပေးဖို့အဲထိုတရားဖာမယ်ကိုကစင်ပေးလိုက်ပြီးမန္နာရီကိုစုပ်ခိုင်းလိုက်ပါရဲရွှေအောင်မန္နာဆိုတာကိုခရစ်တွေ့လိုက်ရပြီးအတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲလို့တွေးနေပါ ါတယ်အန်ဒိုကတော့သူ့ရဲ့ဆွမ်းနဲ့တိုက်ခိုက်လာပြီးခရစ်အတွက်တော့အလောက်ကအေးဆေးပါပဲအန်ဒိုလက်စိတ်တို့သွားပြီးသူ့ရဲ့ကြောက်တုံးတွေနဲ့ပြစ်ပေမဲ့ခရစ်ကအသာလေးဖြိုခွဲလိုက်ပါတယ်ဒုတိယနေ့ကြောင်းသားတယောက်အနေနဲ့စပယ်သုံးလာလင်မြန်တဲ့အပြင်ရွှေအောင်မန္တာပါရှိတာကြောင့်အန်အောင်စရာပဲလို့တွေးနေပါတယ်ခရစ်ကိုအနာယူဖို့သူတို့မှရှိသမျှမန္တာတွေပေါင်ပြီးတိုက်မယ်လို့ဗာမဲပြောလိုက်ပြီးအန်ဒိုလည်းအစွမ်းကိုထုတ်သွင်းပြီးတိုက်လိုက်ပါတယ်သူတို့တွေထိသွားကြပြီလို့ထင်လိုက်ကြပေမဲ့ခရစ်ကနဂါးပေါ်ကိုတော့ရောက်နေပါပြီမီလုံးလေးနဲ့အစမ်းမပြတ်ပြစ်လာပြီးဗာမဲလည်းတောက်ခွန်ထားရပြီးအန်ဒိုကတော့မန္တာတွေကိုစုနေပါတယ်သူတို့ကအစွမ်းနဲ့အများကြီးသုံးပြီးသွားတာတော့အနောက်များတဲ့မန္တာတွေရှိသေးတာလားဆိုပြီးအန်အောင်နေပါတယ် ယ်။အဲဒါကတော့မန်နာတွေပြည့်ပြီဖြစ်တာကြောင့်ခရစ်ကိုအစွမ်းကုန်သုံးပြီးတိုက်ခိုက်လာပါတော့တယ်။မန်နာတွေကိုအများကြီးသုံးထားပေမဲ့အန်ဒိုမှာမန်နာတွေအခုထိအများကြီးရှိပါသေးတယ်။အဲဒါကိုမြင်လာရတဲ့ခရစ်လည်းအန်ဟောနေပေမဲ့နောက်ခဏမှာပဲခရစ်ကိုရေခဲနဲ့တိုက်လိုက်တာခရစ်လည်းပြန်တိုက်လိုက်ပေမဲ့အန်ဒိုကခရစ်ရဲ့လက်ဘင်းကိုရေခဲကြောင့်ထောက်ထားပြီးသွားပါပြီ။စေယုံမှာလဲနေတဲ့ရက်ကိုလည်းသူ့တငယ်ချင်းတွေကအန်ဒိုတို့တွေတိုက်ပွဲမှာနိုင်ပါမလားလို့မေးလာတော့ရက်လည်းလုံးဝမနိုင်တော့ဘူးလို့ပြောလာပါတယ်။တစ်ဖက်မှာတော့အန်ဒိုနိုင်သွားတာကြောင့်အကြောင်းကားလူတွေလည်းအကြောင်းကားစီအဖွဲ့ဝင်ကိုအနိုင်တိုက်နိုင်ခဲ့လို့အန်ဒိုကိုချီးကျူးနေကြပြီ။အန်ဒိုနောက်မှာရှိနေတဲ့လီလီယာက ်ကတော့အန်ဒိုနားမှာရှိနေတဲ့ကောင်မလေးတွေကိုတုံတုံနေရပါတယ်။ဒါကြောင့်ကြောက်ခန်းနဲ့ထုဖို့လုပ်နေပြီးချယ်ရီကဆွဲထားရပါတယ်။ အဲ့အချိန်မှာပဲသူတို့အကြောင်းကဆရာရောက်လာပြီအဲ့ဒါကိုနိုင်သွားလို့ဝမ်းသာပါတယ်ဆိုတဲ့အကြောင်းနဲ့အဲ့လိုနိုင်သွားတိုင်းထပ်ပြီးစိတ်မခေါ်တော့ဖို့ကိုလည်းပြောသွားခဲ့ပါတယ်ဒီတစ်ခါကကံကောင်းလို့နိုင်သွားတာဖြစ်နိုင်ပြီမဲ့နောက်တစ်ခါတွေဆိုရင်တော့နိုင်ဖို့ဆိုတာမသေးချာတော့တာကြောင့်ပါဆရာလည်းဘာညာပြောပြီးထွက်သွားပြီအဲ့ဒါကတော့လီလီယာကြိုက်တဲ့တိုက်ကဆရာရဲ့တိုက်လိုမျိုးလားလို့ပြောလာတော့လီလီယာလည်းအဲ့ဒါကိုစွမ်းဆောင်နေပါပြီတမက်ကရက်ကတော့စေယုံကနေဆင်းလာပြီတန်ရှင်းရဲလုံနေတဲ့ခရစ်ရှီကိုလာပြီကြားရင်ကြိုက်တယ်မပြောပဲကျောင်းကောင်စီကတန်ရှင်းရဲတွေမလုပ်ရဘူးလေဘာတွေပြောလာကသူပဲတန်ရှင်းတွေလုပ်ပေးနေပါတဲ့ဗာမဲကလည်းညတကောင်ကြီးတဲ့အဲ့ဒါကိုတက်ခွာကကင်းစင်းနေပေးနေ ေပြီးအဲဒိုကတော့လန်းလန်းနဲ့နိုးလာရပါတယ်အဲဒိုကတော့အဝတ်စားလေးပါလေဝတ်ပါအောင်လာလို့ဗာမဲကိုပြောလာပြီးဗာမဲကတော့အဲဒိုကိုတန်းနှမ်းလာပါတယ်အဲဒိုလည်းနန်းနန်ဆိုတာကိုချီရတဲ့သူပဲနန်းရတာမဟုတ်ဘူးလားလို့မေးလာတော့ဗာမဲကအဲဒိုကိုအတင်းဝင်လုံးကမနဲ့မိုးလင်းသွားရပါတယ် ကျောင်းကိုသွားတော့အက်ထိုကအေးရွေးတွေပြက်နေပြီးဗာမဲကတော့ညကတော်တော်အခြေအနေကောင်းခဲ့တာကြောင့်ပျော်ရွှင်နေပါတယ်။အန်အောင်မှာတော့အက်ထိုတယောက်စာကြည့်ခန်းထဲကဆရာကြီးကိုရောက်လာပြီးဆရာခမလူသားတွေနဲ့နတ်ဆိုးတွေကချစ်ကြိုက်လို့ရပါသလားလို့မေးလာခဲ့ရမှာဆရာကလည်းတစ်ချိန်လုံးကအဲ့လိုချစ်ကြိုက်ခဲ့ဘူးတယ်ဆိုရဲကောလာဟာလာတွေရှိကြောင်းပြောလာခဲ့ပါတယ်။တကယ်လို့နတ်ဆိုးတွေကချစ်ကြိုက်ခဲ့တယ်ဆိုရင်တော့အဲ့ဒါကတကယ်အမှန်ချစ်ကြိုက်ခဲ့တာမဟုတ်ပဲမန္တာလူချင်းတို့ချစ်ကြိုက်တာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။အန်နဲ့ညရောက်တော့အက်ထိုတယောက်ထမင်းမစားခြင်းဖြစ်နေပြီးအဲ့ဒါကိုသတိထားမိတဲ့ဗာမဲလည်းဘာတွေဖြစ်နေတာလဲလို့မေးကြည့်တော့အက်ထိုလည်းဗာမဲကကျွန်တော်အနာမနေတာကျွန်တော်မန္တာတွေ ကိုလိုချင်တာမလို့နေနေတာလို့မေးလိုက်ပါတယ်။ဗာမဲလဲအဲ့ဒါကိုသူမရင်သားကြတဲ့ခေါ်သွင်းလိုက်ကအဲ့ဒါဒီအတွက်နဲ့တော့ဒီလောက်ထိစိတ်ဆင်းရဲနေရသလားဆိုပြီးနမ်းပြလိုက်ပါတယ်။အဲ့ဒီအနမ်းမကမန္နာဆုပ်ယူသွားတာမဟုတ်တော့ကိုအဲ့ဒါကိုသိလိုက်ရတော့ရှက်သွားပြီ။ဗာမဲကတော့ထပ်ပြီးနမ်းဖို့လှုပ်လာတာကြောင့်အတင်းဖန်နေရပါတယ်။နောက်နေ့ကျောင်းကိုသွားတော့နှစ်ယောက်သရုံးမျက်နှာတွေကရှင်လန်းနေကြပြီ။အဲ့ဒါကတော့စားကြည့်လိုက်တဲ့ကထွက်လာတဲ့ဆရာကိုတွေးလိုက်ရတာကြောင့်မနေ့ကအကြံဉာဏ်တွေပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလာခဲ့ပါတယ်။ဆရာကလည်းအစဉ်ပြေရင်ပြီးတာပဲလို့သာပြောလာကအဲ့ကနေထွက်လာပြီးအခန်းတစ်ခုထဲကိုဝင်သွားလိုက်ပါတယ်။ခဏနေတော့စော်လေးတစ်ဝက်ရောက်လာပြီးဆရာကို သမီးချစ်နေတာကြာပြီဆိုတဲ့အကြောင်းနဲ့ဆရာလည်းချစ်နေပြီဆိုတဲ့အကြောင်းကိုပြောလာကအယုဒ္ဓမာပြုံးနဲ့ပြုံးလိုက်ပါတယ်။အဲနောက်မှာတော့ထကြောင်းလုံးကအက်ကောင်မာရဲ့အကြောင်းကိုပြောနေကြပြီးအက်ကောင်မာရဲ့ကစာကြည့်လိုက်မှမန္တာရီမထိန်ချုံနိုင်ပဲရေခဲတွေကြားထဲမှာပိတ်မိနေရဆိုတဲ့အကြောင်းလေးပါ။ အဲအကြောင်းကိုအကြောင်းကကောင်စီဝင်နေလဲသိသွားခဲ့ပြီးအဲကိစ္စနဲ့ပတ်သက်ပြီးတေချာလေးစုံစမ်းမှဖြစ်မယ်လို့အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြပါတယ်။အဲတို့တို့နှစ်ယောက်ကတော့အခန်းထဲမှာရက်တွေကိုတိုင်းနေပြီးအကြောင်းကတော့အကြောင်းကစီယာမကကိုယ့်ရဲ့စင်ကုန်ထားတဲ့အကောင့်ကိုဘာကြိုက်တယ်လဲကနေစပြီးဘယ်နေရာမှာဘာရှိတယ်ဆိုတော့ကိုပါအသေးစိတ် report တင်ပေးရမယ်လို့ခိုင်းခဲ့ပါတယ်။ဒါကြောင့်အဲတို့တယောက်ဗာမဲရဲ့တကူလုံးကိုအသေးချာလေးတိုင်းနေရပြီးဗာမဲကတော့အင်ဂျီတွေပါချုပ်ကပေါ့စီတွေကိုပါတိုင်းခိုင်းလာတာကြောင့်အဲတို့လည်းမတိုင်းခြင်းပဲတိုင်းနေရပါတယ်။တို့တွေအဲ့လိုမျိုးလုံးနေတာကိုစောင့်ကြည့်နေတာကတော့လီလီယာပါပဲ။ သူမကအဲ့ဒိုကိုကြိတ်ကြိုက်နေတာကြောင့်ဖာမဲကအဲ့ဒိုကိုတခုခုလှုပ်လိုက်မှကိုစိုးရိမ်နေပါတဲ့ဘေးနာကဂျယ်ရီလည်းသူမတို့တွေကယောက်ျားလေးအဆောင်နှောင်းကိုရောက်နေတာတတိလေးပါလေထားအောင်လို့ပြောလာတော့လီလီယာတယောက်အဝတ်စားတွေကိုချုပ်လာကကိုပြောင်စည်းကိုတောက်လိုက်ပါတဲ့အဲနောက်မှာတော့အဲ့ဒိုတို့တွေဘာလုပ်နေတာလဲဆိုတော့ကိုအနီးကသွားကြည့်လိုက်ပေမဲ့အဲ့ဒိုကသူမနဲ့အရန်ကိုနီးနေတာကြောင့်ရှက်နေရပြီးနောက်ဆုံးမခံနိုင်တော့လာကြောင့်လဲကျသွားပါတဲ့ ။တမက်ကခရစ်ကတော့ရက်ထိုးရာကိုခံနေရပြီ။တော်ပါတော်လို့ပြောနေတာတော့ရက်ကတိုက်ခိုက်တာကိုမရက်တော့ပါဘူး။ရက်ငငယ်တုန်းကသူ့ရဲ့ရင်းနှီးသူကအိုးအရွယ်ပဲရှိပါသေးတယ်။သူ့ရဲ့ဦးကတခြားဟာတွေနဲ့ပိုကြီးနေတာကြောင့်ဒီကောင်သာပေါ့ရင်တကယ်အကြီးသားနဂါးကြီးဖြစ်လိမ့်မယ်လို့ထင်ထားခဲ့မှုပါတဲ့။ အဲအချိန်မှာခရစ်ကသူ့ကိုလာပြီးစကားပြောလာခဲ့ပြီးအဲဒီကစတော့ခရစ်နဲ့ယင်းနေခဲ့ရတာပါအခုလောလောဆယ်တော့အက်ဒိုတို့နှစ်ယောက်သားညစာစားကြမလို့ဟင်းသီးဟင်းရွက်တွေဝယ်နေကြပြီးဗာမဲကတော့ကိတ်မုတ်စားနေတာကြောင့်အက်ဒိုကိုပူဇော်နေပါတယ်အက်ဒိုကတော့သူ့မှာပတ်စံတွေသိမရှိတော့တာကြောင့်နောက်တစ်ခါကြောင်းမှာပဲဝယ်ကျင်းမယ်လို့ပြောလာပေမဲ့ဗာမဲကတော့အဲ့နေရာကနေမထလာပါဘူးဒါကြောင့်အက်ဒိုလည်းကိတ်မုတ်ဝယ်ကျွေးပါမယ်လို့ပြောလာရပြီးဗာမဲကတော့ဝမ်းသာသွားတာကြောင့်အက်ဒိုကိုနမ်းလာပါတယ် အဲ့တော့ကတော့လူကြားထဲမှာဘာလို့အဲ့လိုမျိုးတွေနန်းနေရတာလဲလို့မေးလာတော့ဗာမဲလေကိုကြည့်ရတဲ့သူကိုဘယ်နေရာမှာပဲဖြစ်ဖြစ်နန်းလို့ရတာပဲမဟုတ်ဘူးလားလို့မေးလာပြီးထက်နန်းပါတော့တဲ့အဲ့အချိန်မှာရက်ရတငယ်ချင်းရောက်လာပြီးကျေးဇူးပြုပြီးကိုကြီးပါအောင်လို့အဲ့တော့ကိုအကူကြီးတောင်းလာပါတယ်တဖက်မှာတော့ခရစ်တရရက်တိုက်တာကိုခံနေရပြီးတစ်ချက်တော့ပြန်မလုံနိုင်နေပါဘူးဒါပေမဲ့သူ့မှာရှိတဲ့မီးမော်စွဲရင်နဲ့တက်ခိုက်လိုက်တော့ရက်ကမီးရဲကနေနားတယ်လို့သာအော်လာပြီးအရှိကိုဆက်လန်းလာပါတယ်အဲ့အချိန်မှာပဲအဲ့တော့ရောက်လာပြီးခရစ်ကိုလည်းမင်းတို့ဘသူကဒီလိုမျိုးပြင်အောင်လုပ်လိုက်တာလဲလို့မေးလာပါတယ် အရှင်းမှာဒီလောက်တိုက်ပြနေတဲ့သူရှိတာတော့ဘသူတိုက်တာလဲဆိုတော့ကိုမေးလာတဲ့အဲထိုကိုရက်ကငါ့အပြင်ဒီမှာဗန်ရောက်တွေးမိသေးတယ်လို့ပြောလိုက်ပါတယ်အဲထိုလည်းရက်ကိုရန်လိုက်ဖို့ပြောလိုက်ပေမဲ့ရက်ကမင်းတို့လိုကောင်းမျိုးတွေကိုတတ်ပြရမှာလို့ပြောလာပြီးတိုက်တော့မဲ့အချိန်မှာအเจ้าကောင်းစီဩဂရာရောက်လာပြီးဒါနဲ့ပိုင်းပစ်လိုက်ပါတယ်အဲတော့မှရက်လည်းအားရင်နေကုန်ခန်းသွားပြီးလဲကျသွားရပါတော့တယ်အဲထိုတို့ကတော့ခရစ်ရှင်ကိုသွားပြီးတတ်တာရလာလို့သွားပြီးကြည့်လိုက်တော့ခရစ်ကတော့အဆင်ပြေပါတယ်လို့ပြောလာကတစ်ဖက်ကရက်ကိုအပြေးလေးသွားကြည့်လိုက်ပါတယ်เจ้าကောင်းစီဩဂရာကတော့ဒီဆိုရိုက်နဲ့ပတ်သက်ပြီးတခုခုသိတာတော့ဗာမဲကိုမေးလိုက်တော့ဗာမဲလည်းမသိပါဘူးလို့သာပြန်ပြစ်လိုက်ပါတယ်ဒီလို နဲ့ပဲနောက်နေမှာတော့ red ကိုစိတ်ယုံတင်ထားရပြီးအကြောင်းကောင်းစီဝင်တွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးနေကြပါတယ် အဲ့တော့ဘာမှတော့ကျေးရက်စက်အတွက်ပြန်ဝဲရီရောက်လာပြီဖြစ်တာကြောင့်အမှတော့ပြန်ကြရအောင်လို့လီလီယာကပြောလိုက်ပါတယ်။အဲ့ချိန်မှာဖာဘယ်တယောက်နည်းနည်းပင်ပန်းနေတာကြောင့်အခန်းထဲဝင်ပြီးပြန်ထားလိုက်အောင်မယ်လို့အဲ့ထိုကိုပြောလာကပြန်သွားပါတော့တယ်။အဲ့ထိုကတော့ဖာဘယ်တယောက်ဒီတလောနည်းနည်းထူးစားနေတာပဲလို့လီလီယာကိုပြောလာကလီလီယာကတော့သူမကခလေးမဟုတ်တာကြောင့်အစင်ပြေမှာဘာလို့နှစ်သိမ့်ပေးလိုက်ပါတယ်။အခုတော့သူမတို့နှစ်ယောက်တနေရာမှာနှစ်ယောက်ထဲစားလို့ကြရအောင်လို့အဲ့ထိုကိုဖျက်ဆောင်နေပါပြီ။အခန်းကိုပြန်လာတဲ့လမ်းမှာဖာဘယ်တယောက်အဲ့ထိုရဲ့ဆရာနဲ့တွေ့ခဲ့ပြီးတစ်ဖက်ကဆရာကကောင်းကောင်းမွန်တဲ့နှုတ်ဆက်ပေးမယ်။ဖာဘယ်ကဒါတွေအားလုံးကိုနေလို့ခဲ့တာမလားလို့မေးလိုက်ပါတယ်။ က်ကဆရာကတော့ဘာတွေပြောနေတာလဲဆိုတာကိုနားမလည်တာကြောင့်တစ်ခေါက်လောက်ထပ်ပြီးပြောပေးပါလားလို့ပြောလာပေမဲ့ဗန်မဲကတော့ထပ်ပြီးမလုပ်တော့ဘူးသတိပေးသွားပါတယ်အဲ့ဒါအပြင်သူချရတဲ့အဲတွေကိုထိခိုက်အောင်လုပ်လာမယ်ဆိုရင်တော့ဝင်းကြီးကိုထစားစီဆွဲပြပြမယ်လို့ချိန်ကြောက်လာပြီးနောက်ခဏမှာပဲစေးတို့တာကိုခံလိုက်ရပါတယ်ဆရာကတော့အခုမှပဲတကယ်အစ်မရဲ့အသွင်သဏ္ဍာန်ကိုမြင်ရတော့မှမလို့စိတ်လုံရှားနေပြီးတစ်ဖက်ကအဲတို့တို့ကတော့စာလုံးနေကြပါတယ်ကောင်းဝင်းကြီးတစ်ခုလုံးကမဲမောင်သွားပြီးကြောင်းကလူတွေအားလုံးနဲ့တစ်ခုခုတော့ဖြစ်နေပြီးဆိုတာကိုသိလိုက်ကြပါတယ် အဲ့တော့လေဗာမဲတစ်ခုခုဖြစ်နေပြီဆိုတာကိုသိလိုက်ရတာကြောင့်အမြန်လေးပြေးသွားလိုက်ပါတယ်တဖက်ကဗာမဲကတော့အကောင်ကြီးကြီးဖြစ်နေပြီသူရဲ့မူရင်းပုံစံလည်းပေါ်လာခဲ့ပါပြီကျောင်းကောင်စီဥက္ကရာနဲ့သွားပြီးကြည့်ဖို့လုပ်ပေမဲ့သူမသွားလို့မရအောင်အစီရင်တစ်ခုနဲ့လုပ်ထားပါတယ်အစကတော့စာရွက်လေးတွေ့ရပဲဆိုပေမဲ့စာရွက်တွေအားလုံးပေါင်းသွားချိန်မှာတော့အကောင်ကြီးတစ်ကောင်ဖြစ်လာပြီသူမကိုသွားလို့မရအောင်ပိတ်ထားလိုက်ပါတယ်ဗာမဲကတော့ကျောင်းစီရရဲ့တင်းကျုတ်တာကိုခံနေရပြီလက်ဘဲမှာလည်းတန်ချင်းကျိုးတက်ထားပြလိုက်ပါတယ်အဲ့တော့လေအပြေးလေးလာရမှာနောက်ဆုံးတော့ရောက်လာခဲ့ပြီဆရာကလည်းဘာတွေဖြစ်နေတာလဲလို့မေးလိုက်တော့ဆရာကနောက်ဆုံးတော့ငါရဲ့စံတန်ချက်အောင်မြင်သွားပြီလို့ပြောလာပါတော့တယ် သူကចောင်းသားစုစုပေါင်း9ယောက်ကိုစမ်းသပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့တာကြောင့်အခုလိုမျိုးဘာမဲ့ကိုစမ်းသပ်ကြည့်လိုက်တာလို့ပြောလာပါတယ်။အဲဒါကတော့ဒီလောက်ရှင်းပြနေတာတော့ဘာတွေပြောနေတာလဲလို့ဆရာကိုထပ်ပြီးလာပြီးဆရာလည်းမင်းတို့ညံကောင်းတဲ့ចောင်းသားတို့ထင်ခဲ့တာလို့ပြောကထပ်ပြီးရှင်းပြရပါတယ်။ငါဆေးရည်တမျိုးထင်ခဲ့ပြီးအဲဆေးရည်နဲ့အထိုးခံလာရတဲ့သူတွေကသူတို့ရဲ့ဒေါသနဲ့စွမ်းအားတွေပေါ်ထွက်လာစေတယ်လို့ပြောကအဲဒါကိုသေချာရှင်းပြပေးလိုက်ရပါတယ်။အဲနောက်မှာတော့အဲဒါဒေါသတွေထွက်လာပြီးပောက်ကွဲမလို့ရှိသေးဖာမဲကသူ့ထပ်ပို့ပြီးပောက်ကွဲနေပါတယ်။ခဏကြာတော့ဆရာရဲ့ချိန်ကြိုးလည်းပြတ်သွားပြီးဆရာကိုလည်းတတ်ဖို့လုပ်ခဲ့ပေမဲ့အဲဒါကဂျားထဲကနေဝန်ခံပေးလာတာကြောင့်အဲဒါရဲ့ င်းဘက်မှာအပေါက်ပြက်သွားရပါတယ် ဒါလည်းဖန်မဲကအသေးစိတ်ပြန်ပွင့်လာပဲအဲ့အစားပို့ပြီးတော့စွမ်းအားတွေမြက်တက်လာကအတောင်ပံတွေပါပေါက်လာပါတော့တဲ့ဒါပေမဲ့အဲထိုကတော့ဗာမန်အသေးစိတ်ပြန်ဝင်အောင်လို့ဗာမန်ကိုဖတ်လာပြီးအဖက်ခဏရတဲ့ဗာမန်နဲ့အေးစက်နေတဲ့အမောင်တို့တွေကနေဆွဲထုတ်ခဏရသူကိုခန်းစားလိုက်ရပါတယ်ဗာမန်ကအသေးစိတ်ပြန်ဝင်လာခဲ့ပြီးအဲထိုကိုလည်းဘာလို့အဲ့လိုလုပ်ရတာလဲလို့မေးလာတော့ဗာမန်ကသူရရင်းနှီးသူဖြစ်တာကြောင့်ပါလို့ပြောလာကလဲကြသွားပါတယ်လီလီယာကတော့အဲထိုတင်သွားတာကြောင့်တကယ်ကြီးတင်သွားပြီလားဆိုတော့ကိုမယုံကြည်နိုင်ဖြစ်နေရပြီးဗာမန်ကတော့အဲထိုကိုသူမရဆွမ်းနဲ့ပြန်ကူးတာပြလိုက်ပါတယ်အဲအားတွေကိုကြည့်နေတဲ့ဇေယျာကတော့မင်းတို့ကသိရင်တော့ပြန်အသက်ရှင်နိုင်တာ ဲဆိုတာကိုသိရရပြီးသူ့ကိုယ်သူတဲ့ဆေးရည်တမျိုးကိုထိုးထည့်လိုက်ပါတယ်ဆေးရည်ရောင်စရာကပိုပြီးအစွမ်းထက်လာပြီးအကောင်ကြီးတကောင်အဖြစ်လည်းပြောင်းလဲသွားခဲ့ပါတယ် ဆရာလည်းဒီအကောင်ကြီးက9ရက်စွာအကြီးဆုံးပဲလို့ပြောတာကတိုက်ခိုက်ဖို့လုပ်လိုက်ပေမဲ့ဗာမန်ကတစ်ချက်ထဲနဲ့ဖျက်ဆီးပစ်လိုက်ပါတယ်။ဆရာလည်းသူတို့ထပ်ပြီးတိုက်မယ်ဆိုရင်ဗာမန်တို့ကိုမနိုင်မှုစွာကိုသဘောပေါက်လိုက်တာကြောင့်ထပ်ပြေးဖို့လုပ်ပေမဲ့ခရစ်ကအပေါ်ကနေတားလာတာကြောင့်ပြေးလို့မရတော့ကဗာမန်ရဲ့ကံကြက်တွေကိုသာခံလိုက်ရပါတယ်။အဲနောက်မှာတော့အက်ထိုကပြန်ထလာခဲ့ပြီးသူ့ရဲ့ရင်ဘက်ကလည်းဘာတန်ရာမှမရှိတော့ပဲအရာအားလုံးကအကောင်းတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။လီလီယာကတော့ငိုနေပြီးဗာမန်ကတော့ကိုလုံးလေးကြီးနဲ့မတ်တက်ရက်နေပါတယ်။တစ်ဖက်ကကောင်းစီဥက္ကရာကတော့ရန်သူနဲ့တိုက်ခိုက်ခဲ့ပေမဲ့ရန်သူကနောက်တစ်ခါမှပြန်ဆောင်ကြတာပေါ့လို့ပြောကပျောက်ကွက်သွားပါတယ်။အဲတို့တယောက်ဗာမ ယ်ကိုလိုက်ရှာခဲ့ရမှာနောက်ဆုံးတော့အမိုးမြင့်ထက်မှာရှိတာကိုတွေ့သွားပြီးဒံယာရောဘလို့နေတယ်လို့ဗာမယ်ကမေးလာပါတယ်။အဲရိုကတော့ချီရတော်မရှိတာကြောင့်ဘာမှမဖြစ်ပါဘူးလို့ပြောလာပြီးဗာမယ်ကတော့ဘာလို့အဲရိုမသေသွားခဲ့တာလဲဆိုတာကိုရှင်းပြလာပါတယ်။အဲရိုရဲ့နှလုံးသားကဗာမယ်ထိုးလိုက်တဲ့အချိန်မှာပျောက်ကွယ်သွားပါပြီ။အခုအဲရိုစီမှာရှိနေတဲ့နှလုံးကဗာမယ်ရဲ့နှလုံးဖြစ်ပြီးသူတို့နှစ်ယောက်ကနှလုံးတစ်ခုထဲနဲ့အသက်ရှင်နေကြတာပါ။ အဲ့တို့လဲဗာမန်ကနဲ့သုံးမလို့နှစ်ပေါင်းကြာကြီးနေရမှာကိုအခုတော့ကျွန်တော်ကြောင့်ဒီလိုဖြစ်သွားရပြီဆိုပြီးငိုနေခဲ့ပါတယ်။ကျောင်းစရာအဖြစ်ပြက်ပြီးတော့ရန်အနှင်းငယ်ကြာမှာတော့ရက်ကတတိမိနေရကနေနိုးထလာခဲ့ပြီးကျောင်းစရာကတော့အဖမ်းခံသွားရပါတယ်။ကျောင်းကောင်စီဥက္ကဋ္ဌကတော့တိုးတက်ခဲ့တဲ့သူရဲ့အကြောင်းရင်းကိုလိုက်ဆုံလန်းခဲ့ပေမဲ့တင်းတော်သားအနှင်းငယ်တော်မရလာခဲ့ပါဘူး။အဲ့ဒီညမှာဗာမန်ကအဲ့တို့ကိုအနမ်းပေးနေရပြီးအကြောင်းကတော့အဲ့တို့ကအခုဆိုရင်ဗာမန်ရဲ့မန္တာကိုရမှာအသက်ရှင်နိုင်တော့မှာကြောင့်ပါ။ အနမ်းပေးပြီးတာနဲ့ပြန်ထွက်သွားဖို့ပြင်လိုက်ပေမဲ့အဲဒိုကဘာလို့ဒီလိုမျိုးအေးဆဆနိုင်နေရလာလဲလို့ပြောလာပါတော့တယ်။ဗာမဲလဲမင်းအနားမှာငါမရှိတော့ရင်ပိုပြီးအန်ရကိနိုင်တာကြောင့်အခုလိုမျိုးရှောင်ပေးနေရတာဘာလို့ပြောလာပေမဲ့အဲဒိုကတော့ချုပ်ပြီးအနမ်းချွေလိုက်ပါတယ်။အဲနောက်မှာတော့အဲဒိုတယောက်သူ့အကြောင်းကိုစိတ်မပူပေါ်ပြောပြီးငါကိုအတိုင်းပဲနေပြီးပါလို့ပြောကပြေးထွက်သွားပါတယ်။